မိဘတွေကိုဝါဆွဲကြိုးလေးတွေရောင်းကလှုပ်ကြွေးနေရတဲ့ဘဝမှာမဝယ်တဲ့အပြင်မတူတလို့ဆက်ဆံခံနေရတဲ့ဆက်လင်းနှစ်အရွယ်တမီလေးနှစ်ဦးဒီမိုးလေးကတော့တမှုပဲရှာကြွေး တချို့တချို့မရကြပေးလိုက်ယူတယ်ချို့မရမယူလို့ပြတယ်အဲသူတို့ပြချရတယ်ဒါဒီမှာတက်တက်ကောင်းလို့နေဘဝရီမတူကြတဲ့အတွက်ကလေးတချို့ကပူပင်ကင်းကင်းနဲ့ရက်ဒီနေနိုင်ကြပါမယ်မိသားစုတချို့ကကလေးတွေမှာတော့အသက်ငယ်ငယ်လေးနဲ့ဇာဝိနေရေးဆိုတဲ့အပူတွေကိုခေါင်းပေါ်မှာရွက်တင်ထားရတာပါဒီမျိုးသမီးလေးနှစ်ဦးကလည်းဆင်းရဲချိုးတက်လို့နဲ့မိသားစုမှာမွေးဖွားလာခဲ့ပြီးအပူတွေနဲ့ရုန်းကန်နေရတာပါသမီးလေးတစ်ယောက်ကကြိုက်ထီးဟုတ်ဖျားပေါ်မှာရုန်းကန်နေကြတဲ့သမီးလေးတွေဖြစ်ပါသည် ဂျိုက်ထီယိုဘုရားကိုသွားပူကြတဲ့သူအများအနေနဲ့ကတော့ဒီကလေးတွေကိုမြင်မှုကြမှာပါဂျိုက်ထီယိုနီဝင်းကျင်မှာနေကြတဲ့ချိုးတဲတဲ့မိသားစုကကလေးတွေကဂျိုက်ထီယိုဘုရားမှာစီးပွားရှာနေကြရတာပါသမီးလေးနင်းမြွနဲ့မေဦးလွင်တို့သမီးနှစ်ယောက်ကလည်းပဲဂျိုက်ထီယိုဘုရားပေါ်မှာဝါးဆွဲကျိုးလေးတွေလိုက်ရောင်းကပတ်စံရှာနေရတာပါသမီးလေးတို့နှစ်ယောက်ကမောင်နှမတွေမဟုတ်ဘဲတငယ်ချင်းတွေဖြစ်ပါတယ်နှစ်ယောက်လုံးကဘဝကံမကောင်းကြသလိုကျောင်းတော်မနေနိုင်ကြပါဘူး14နှစ်အရွယ်နဲ့17နှစ်အရွယ်သာရှိကြသေးတာဖြစ်ပေမယ့်သူရဲ့ခေါင်းထဲမှာမိဘတွေကိုပတ်စံရှာကူရမယ်ဆိုတဲ့တာဝန်ကပြနေတာပါ မိဘတွေကအထမ်းထမ်းတဲ့အလုပ်အဝိရှော်တဲ့အလုပ်နဲ့အောက်ခြေသိမ်းလုပ်တွေကိုလုပ်ကင်ရတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့သားသမီးတွေကိုကြောင်းထားမပေးနိုင်ပါဘူး။ကြောင်းမထားနိုင်တဲ့အပြင်အပြင်းမာဝါလုပ်လုပ်ခိုင်းတာပါ။သမီးလေးနှစ်ယောက်ကမိသားစုအတွက်ကြောင်းမတက်ပေ။ကြိုက်ထီးရိုးပြားမြေပေါ်မှာအလုပ်လုပ်နေကြတာပါ။အသက်ကလည်းငယ်သေးတာမို့သမီးလေးနှစ်ယောက်ကဝါးနေလှုပ်ထားတဲ့ဆွဲကြိုးလေးတွေကိုလိုက်ရောက်နေပါတယ်။ကြိုက်ထီးရိုးပြားကိုလာကြတဲ့ဧည့်သည်တွေကိုဆွဲကြိုးလေးတွေလိုက်ရောက်ရင်းမုံမိုးလေးတွေရှာနေရတာပါ။တရတရောင်ရသမျှငွေအားလုံးကမိသားစုကိုပြန်ပေးဖို့ဖြစ်ပါတယ်။အစာပိုင်းမှာတော့ဈေးမြောင်းရေးပါဘူး။ ဒါပေမဲ့မရောင်းရင်ရင်မိဘတွေကိုလုံးကျွေးဖို့မရနိုင်ဘူးဆိုတဲ့အတွင်းနဲ့ရောင်းရင်အောင်ရောင်းနေကြရတာပါ။ဆဆရောင်းရင်းလုံးကတော့တရက်ကူမှ2000လောက်သာရောင်းရပါသည်။အခုနောက်ပိုင်းမှာတော့တရက်ကို2000ကျော်လောက်ထိရောင်းနေရပါပြီ။သမီးလေးတွေကဖျားဖူးလာတဲ့လူတွေကိုဇွဲကျိုးလေးတွေပေးပြီးရောင်းရတာပါ။လဲလဲရောင်းရတာဖြစ်တဲ့အတွက်ဇွဲကျိုးလေးတွေဝယ်ပေးပါဆိုပြီးတော့တောင်းဆိုရပါသည်။အဲ့လိုဈေးရောင်းတဲ့အချိန်မှာအနေခံရတာမျိုးလည်းရှိပါသည်။အဲ့တဲ့အမျိုးသမီးတချို့ကတော့ဒီကလေးတွေပြီးတဲ့ဆွဲကြိုးကိုမဝယ်ခြင်းဘူးဆိုပြီးမငင်းမဲနဲ့ပြစ်ချတာမျိုးလုပ်လို့ရှိပါသေးတယ် ဒီလိုမျိုးပြစ်ထုတ်လိုက်တဲ့အချိန်ကျရင်ကလေးနှစ်ယောက်ကတကယ်ကိုတိမ်ငင်နေရတာပါမိဘတွေအတွက်အခုလိုဈေးရောက်နေတဲ့အချိန်မှာမတူသလိုမတန်သလိုဆက်ဆံခံနေရတာပါဒီကလေးနှစ်ယောက်ကအကြောင်းမဲ့တက်ချင်တာဖြစ်ပေမဲ့လည်းဘဝအကျိုးပေးမလာတဲ့အတွက်ဒီဘဝမှာနေထိုင်နေရတာပါတကယ်လို့သာအကြောင်းတက်ခွင့်ရမယ်ဆိုရင်နှစ်ယောက်လုံးကဆရာမဖြစ်ချင်ပါရည်တဲ့ဆရာမဖြစ်ချင်ပေမဲ့လည်းအကြောင်းမတက်ရပဲဈေးရောက်နေရတဲ့ဘဝမှာမဖြစ်နိုင်တော့ဘူးဆိုပြီးသားစိတ်လျှော့နေရတာပါဒါအပြင်ကြောင်းမတက်ရတာကြောင့်အခုလိုနှိမ်ချဆက်ဆံခံရတာတွေကိုလည်းဝန်းနေနေကြပါလိမ့် ။သမီးလေးတွေကတော့မိဘတွေကိုလိုကျွေးနေရတာမို့မဝေးနောင်ယူပြီးမပြစ်နဲ့ဆိုပြီးတော့တောင်းဆိုထားခဲ့တာပါ။ဒီကလေးလေးတွေကိုကုညီထောက်ပံ့ခြင်းနဲ့ဆိုရင်ရတိတော်ကြိုက်ထီယိုဖုန်းနံပါတ်39969930999လေးကိုဆက်သွယ်ကလှူဒါန်းနိုင်ပါ रे ။ဟုတ်ကဲ့ပါ။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။အခြားနှုတ်ပြကြတဲ့တွင်နေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို DD Plus ကဆက်လက်တင်ဆက်ပေးမှာမို့အောက်မြကြည့်ရှုကြဖို့မမေ့ပါနဲ့ဗျ။အစောဒီကြီးရှိုးအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။